ါကကျွန်တော်အတွက်ကျင်းပြတယ်လို့ပါပဲပြီးတော့ရွေးကောက်ပွဲမကျင်းပနိုင်တဲ့အဓိကအကြောင်းရင်းကစစ်အာဏာသိမ်းအုပ်စုကတိုင်းပြည်နယ်မြေတစ်ခုလုံးမှာရွေးကောက်ပွဲမကျင်းပနိုင်တာကြောင့်မဟုတ်ဘူးအလုံးအင်မတန်ကြိုးကန်ချဲလဲတဲ့ရှက်စပွဲရွေးကောက်ပွဲတွေပဲဖြစ်လာနေတယ်တကယ်အဓိကအကြောင်းရင်းကမင်းအောင်နိုင်ဟာကာကွယ်ရေးဦးစီးချုပ်အဖြစ်ရောအစိုးရအကြီးအကဲအဖြစ်ရောနှစ်နေရာအကြီးအကဲအဖြစ်ကိုမဆွတ်လွတ်နိုင်တာကြောင့်ပဲဖြစ်ပါတယ် မြန်မာနိုင်ငံကအပြည့်အဝထိ ंछ ုပ်ထားမှုကိုလက်လွတ်လိုက်တဲ့အခါဘာတွေဖြစ်လာမလဲသူ့ကိုအနည်းနဲ့အမြန်ဆိုသလိုပဲစစ်တပ်ကိုယ်တိုင်ကဖယ်ရှားလိုက်မယ်လို့ပြောကျင်တယ်ဒါကြောင့်သူဟာကာကွယ်ရေးဦးစီးချုပ်အဖြစ်ရောအစိုးရအကြီးအကဲအဖြစ်ပါနှစ်နေရာသလုံးကိုယူထားတာပဲဖြစ်ပါတယ်ဒါကြောင့်သူဘာလို့မလဲပြောနိုင်တာကတော့သူဟာရွေးကောက်ပွဲအတွက်ပြင်ဆင်နေပါတယ်ဆိုပြီးဆက်ပြီးဟန်ဆောင်နေဦးမှာပဲဖြစ်တယ်သူတခုခုမှားပြီဆိုသူဟာရွေးကောက်ပွဲအကြောင်းနည်းနည်းပြောလိုက်မယ် ပြီးတော့အပြစ်ရက်နဲ့ငင်းကြိမ်ကြီးအကြောင်းလဲမလားတူပဲပြောမယ်ပြီးရင်တကောင်စင်းရင်အကြောင်းရွေးကောက်ပွဲအကြောင်းလေးပြောလိုက်မယ်ဒါဟာဘာမှမဟုတ်ဘူးအချိန်ဆွဲတဲ့နေပြူပါတက်တက်ပဲဒါတွေအလုံးဟာအတူအောင်ဇလန်းဇက်ွက်တွေခင်းနေတာပါဒီလိုအယောင်ပြဇလန်းခင်းတာမှသူဟာမြို့အနှဲငယ်နဲ့စစ်တမ်းလျားအနှဲငယ်မှာအငဲစားအစမ်းရွေးကောက်ပွဲတွေတောင်လှုပ်လာနိုင်တယ်ဒါကိုကျွန်တော်တို့ကထုတ်ဖြီပြနေတာလို့ပြောလို့ရတယ် ါပေမဲ့ဒီလိုအတူရောက်ယူကောက်ပွဲကကလင်စိတ်ညမ်းစင်ရက်လက်တွေကြောင်းပဲသူဟာအာနာတစိတ်တတိတာကိုတခြားသူစီလွှဲပြောင်းပေးဖို့ရှိတယ်။ဒါကြောင့်မို့ယူကောက်ပွဲဆိုတာဖြစ်လာမှာမဟုတ်ဘူး။